ဖြစ်သိမ်းခံလိုက်ရတဲ့ NDF ပါတီကကိုယ်စားလှယ်လောင်35ယောက်ဟာအာဏာသိမ်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုတတိပုဂ္ဂလအနေနဲ့ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်တယ်လို့တခြားပါတီတွေကနေလည်းဝင်ပြိုင်မဲ့သူတွေရှိတယ်လို့တွဲဘက်ဥက္ကဋ္ဌဟောင်းကပြောပါရယ်ဒီသတင်းကိုအောင်သူပေးပို့ထားတာပါရှင်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရဆောင်ရွက်ရမယ့်ပြဋ္ဌာန်းချက်တွေကိုလိုက်နာမှုမရှိတာကြောင့်ပါတီဖြစ်သိမ်းခံလိုက်ရတဲ့မြို့သားဒီမိုကရေစီအင်အားစုပါတီ MDF ပါတီက ဝင်ရောက်ရှိပိုင်ကြဖို့စီစဉ်ထားတဲ့ကိုယ်စားလှယ်လောင်းတွေက35ရောက်ဟာတတိပုဂ္ဂလအနေနဲ့ဒီနေ့အကုံအာဏာသိမ်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မှုရှိတယ်လို့အဲ့ဒီပါတီရဲ့တွဲဘက်ဥက္ကဋ္ဌဟောင်းကပြောပါတယ်။တချို့သောကိုယ်စားလှယ်လောင်းတွေကတော့ပြည်သူပါတီပြည်သူ့ရှေ့ဆောင်ပါတီနဲ့ရှမ်းနဲ့တိုင်းဒေသများဒီမိုကရက်တစ်ပါတီတွေတဲ့ကိုဝင်ရောက်သွားခဲ့ပြီးအဲ့ဒီပါတီတွေစီကနေ ရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့သူတွေလည်းရှိတယ်လို့ဆိုပါတယ်ပုံမှန်အဖြစ်တော့ကျွန်တော်ကတော့ပါတီတွေအနေနဲ့ဟိုဝင်ရောက်ရှင်ပြိုင်စေချင်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဟိုတတိပုတ်ကလဆိုအားနည်းမှာဆိုလို့ဒါပေမဲ့မဟုတ်ဘူးကိုဟာနဲ့ကိုပဲအဲ့လိုပဲပြိုင်ကျင်တယ်ပေါ့ကိုပါတီမှမဟုတ်ရင်တော့မပြိုင်ဘူးဆိုတဲ့လူတွေလည်းရှိတယ်အဲ့ဒါမပြိုင်မကြိုင်ခဲ့တဲ့လူလည်းအများကြီးပေါ့နော်ဒီလွတ်တော်ပြန်ပေါ်လာတဲ့နဲ့တပြိုင်နဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးပုံသဏ္ဍာန်ပြန်ချိန်သွားမယ်ပြန်ချိန်သွားတဲ့အခါကျလို့ရှင့်လွတ်တော်ထဲမှာကျွန်တော်တို့ထိုက်တန်အားလျော်တဲ့အဲအမတ် တည်ရှိခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုချက်ကန်ဘယ်လန့်စ်ကိုတည်တည်ချာချာလုပ်နိုင်မယ်ပေါ့အဲလူလူကိုအကျိုးမရှိစေတဲ့ဟလာလူလူဒုက္ခများစေမဲ့ဥပဒေတွေမဖြစ်အောင်ရှိနေတဲ့ဟာတွေဆိုလို့ရှိရင်လည်းဟိုပြန်လဲပြန်ဆက်နိုင်အောင်ဒါမျိုးတွေကိုကျွန်တော်တို့စဉ်းစားခဲ့တာပေါ့ဒါတွေတည်တည်ချာချာလုပ်လုပ်ဖို့စဉ်းစားခဲ့တယ်ဒီဟာတွေကိုလက်မလျှော့ဘဲနဲ့ဆက်ပြီးလုပ်ဖို့ပေါ့လက်ရှိနိုင်ငံရေးအခြေအနေအရရန်ကုန်မဟုတ်တဲ့တခြားနယ်တွေမှာဝင်ရောက်ရှိနိုင်ကြမဲ့ကုသရေလောင်းတွေဟာအခက်အခဲအကျဲအသေးမျိုးစုံရှိနိုင်တယ်လို့ လူလူစီကိုသတင်းစကားတွေရောက်ဖို့အင်တာနက်စာမျက်နှာတွေကနေသတင်းဖြန့်ဝေနိုင်မယ်နီးလန်းတွေကိုရှာဖွေဖို့လိုတယ်လို့ဆိုပါတယ် NDF ပါတီကလည်းဝေရောက်ရှင်ပြိုင်ခွင့်မရတဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း35ရောက်ဟာရန်ကုန်မန္တလေးပဲခူးအေရဝတီတနင်္လာရီနေ့ရှမ်းပြည်နယ်တွေကနေဝေရောက်ရှင်ပြိုင်ကြမှာဖြစ်တယ်လို့ဦးထောင်ကျော်ကပြောပါတယ် လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအသေးတွေကိုရွေးကောက်ပွဲနီလန်းကနေသတင်းအရသာအစိုးရပေါ်ပေါက်လာမှဖြည့်ရှင်းလို့ရနိုင်မှာဖြစ်တာကြောင့်မဲပေးပိုင်ခွင့်ရှိတဲ့သူတွေအနေနဲ့မဲမပေးဘူးဆိုရင်အဲ့ဒီအခွင့်အရေးတွေဆုံးရှုံးသွားနိုင်တယ်လို့ဒါတွေကိုတင်ပြဆွေးနွေးနိုင်မဲ့ကိုယ်စားလှယ်လောင်းတွေရှိဖို့လိုအပ်တာကြောင့်ပါတီဖြတ်သိမ်းခံလိုက်ရပေမဲ့တတိပုဂ္ဂလအနေနဲ့တကုံမျိုးနယ်မြောက်ပိုင်းပြည်သူ့လွှတ်တော်ကလည်းဝင်ရောက်ရှင်ပြိုင်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ဦးဝင်းသိန်းဟန်ကပြောပါတယ် နိုင်ငံရေးရဲ့ပြည်သူ့အရေးကိုတောက်ဆိုရင်ဒီတိုင်းပြောနေရင်လက်ဖက်မှာဆိုင်မှာပြောနေရောလက်ဖက်ရည်ဆိုင်ရဲ့စကားဝိုင်းပဲဖြစ်မှာပေါ့ဗျာဟိုထွတ်တော်လဲမှာသွားပြောရင်အကဲရွချက်ခံလို့ထွတ်တော်မှာသွားပြောရင်ဘာပဲပြောပြောကျွန်တော်တို့ကတရားဝင်ဖြစ်တယ်တရားဝင်တောက်ဆိုမှုတွေဖြစ်လာမယ်ပြည်သူ့အရေးအတွက်တကယ်အမှန်တကယ်ပေါ့နော်တရားဝင်တောက်ဆိုတိုင်ခွင့်ရှိမယ်အကြေးမလို့ပေးရောမတန်းတင်ထားရှိမှုတွေအစိုးရတသွင်းမှုတွေကျွန်တော်အနိုင်ပြလို့နိုင်မယ်ပေါ့အဲ့တော့ပြည်သူလူထုကိုယ်တိုင်ကဟိုဒီမိုကရေစီရဲ့သဘောတရားအရာရွေးချယ်ပိုင်ခွင့်နဲ့သူတို့ကိုဖြစ်စင်တဲ့လူကိုဖျက်မြောက်ပိုင်ခွင့်ရှိတယ်ဆိုရဲ သဘောထားရှိတယ်လေအဲ့တော့ပြည်သူလူကိုကျွန်တော်ကတော့မဲပေးပါဘူးမဲပေးမှမှာတယ်ကိုကြိုက်တဲ့လူကိုဘာပြောကိုကိုစားပြီးမဲ့လူကိုရွေးချယ်ပိုင်ခွင့်ရှိလို့ရှိရင်လည်းပြည်သူလူမှာအဲ့တော့ကျွန်တော်ကတော့မဲပေးပါလားဘာပဲဖြစ်ဖြစ်ဒီအလှည့်ကြောင်းတစ်ခုဖြစ်အောင်တော်တော်ကြီးတစ်ခုပြန်ပေါ်လာဆိုကျွန်တော်ကတော့ဘာနော်မဲပေးတင်တယ်မဲပေးမှာပဲအခုဖြစ်နေတယ်ကျွန်တော်တို့ဖြစ်နေတယ်ဒိုမီနိုအက်ဖက်ဒီဒိုမီနိုအက်ဖက်ကိုကျွန်တော်တို့အားလုံးကိုတက်နိုင်ကြမြောက်ကျွန်တော်တို့ဖြတ်ပြီးတော့လိုက်ထိန်းလို့ရမယ်ပေါ့ဗျာ အနာသိစကောင်စီကခန့်ထားတဲ့ရွေးကောက်ပွဲကော်မရှင်ကအနာသိစတက်ကအတိအပြန်ရေးဆွဲလိုက်တဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥတွေကိုပြန်ပြီးမှတ်ပုံမတင်တဲ့2020ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအပြင်ပါတီစုစုပေါင်း80ကျော်ကိုဖျက်သိမ်းခဲ့ပါတယ်။လက်ရှိမှာတော့အနာသိစတက်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ကြမယ်နိုင်ငံရေးပါတီ58ပါတီရှိပြီးစတက်ကထောက်ခံတဲ့ပြည်တော်စုချက်ခံရေးနဲ့ဖွံ့ဖြိုးရေးပါတီကကိုယ်စလေလောင်းတထောင်ကျော်နဲ့ အများဆုံးဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ